ကိုရိုက်ဒေသကြီးတဲကုန်းမြို့နယ်တဲကုန်းမြို့အချုပ်ခန်းထဲကနေပုံမှန်78 905ခါဝေးတွေနဲ့အမှုရင်ဆိုင်နေတဲ့ကိုအတန့်စင်ထက်ကိုကျမ်းမာရေးမကောင်းတာကြောင့်အပြင်ဆေးရုံမှာဆေးကုသခံနေရင်ကတင်းနဲ့တွဲပြီးခတ်ထားတဲ့တန်ကျိုးကရော့နေတယ်လို့ဆိုပြီးမြို့နယ်ရဲမှုကတက်ပြီးတင်းကျက်လိုက်ပြီးရိုင်းပြသွားပြောဆိုခဲ့တာကြောင့်ဇရလ9ရက်နေ့ရက်စွဲနဲ့ပြည်ထရေးဝန်ကြီးရဲချုပ်တိုင်းရဲတပ်ဖွဲ့မှုတို့ထံတိုင်ကြားလိုက်ပြီးဒီနေ့ကစပြီး3ရက်အတွင်းပြန်မတောင်းမှန်ရင်73ရက်နေ့ကစပြီးအစာငတ်ခံဆန္ဒပြသွားမှာဖြစ်ပါတယ်။ တော့တဲကုမျိုးနဲ့ရတက်ဖွဲ့မှုတယောက်အနေနဲ့ဒီလိုမျိုးကျမ်းမာရေးမကောင်းတဲ့အခြေအပေါ့နော်ဒီလိုမျိုးပြောဆိုတာဟာဒါရိုင်းဆိုင်နဲ့ပြောဆိုခြင်းရိုင်းဆိုင်နဲ့အပြုအမူတွေပြောဆိုခြင်းကိုတွေ့ရတယ်ပေါ့ဒါကြောင့်ကျွန်တော်တို့ကမကျေနပ်တဲ့အတွက်ဒီလိုမျိုးဘယ်လိုပေါ့မလဲသူ့ကိုပေါ့နော်၉ရက်၈လ2015ရဲ့နေရာနေပြီးတော့12ရက်9လ2015ရဲ့နေရာနေပြီးတော့တစုံတရာပြန်ပြီးတော့တောင်းပန်ပါပေါ့နော်မတောင်းပန်လို့ရှိရင်ဒီအသက်တည်တဲ့ဒီတဲကုအချုပ်ထဲကနေလက်ရှိကတဲကုစေယုံကဆင်းမယ်စေယုံကဆင်းပြီးတဲကုအချုပ်ထဲမှာနေပြီးတော့ 23ရက်နေ့မနေ့မှာကျွန်တော်တို့စပြီးတော့အစာငတ်ခံစာနာပြသွားမယ်။လက်သမိုင်းဆောင်ရွက်မှုနဲ့ပဲခူးတိုင်းသဲကုန်းမြို့ရက်စကန်ချုံမှာငါငါခါဝေးပုံမှန်ဆက်ရှိတွင်နဲ့ဖန်းစည်းချုံတော်ထားရင် တရားရင်ဆိုင်နေရတဲ့ကိုတန်စင်တာဟာအချုပ်ခန်းထဲမှာငါလာကြော်နေထိုင်ခဲ့ပြီးငိုကပေါင်းလေထောင်းမှာအစာငတ်ခံဆန္ဒပြရင်ရရှိခဲ့တဲ့အစာအိမ်ယောဂဟောင်းကပြန်ပေါ်လာကတစ်ဆက်တည်းမှာအထက်လန်အောင်ရှောပါဖြစ်လာတာကြောင့်လွန်ခဲ့တဲ့ဇူလိုင်လ9ရက်နေ့ကတဲကုန်းစစ်ရုံမှာတင်ပြီးစေကုသမှုခံယူခဲ့ရ ဆေးရုံမှာဂရင်းနဲ့တွဲပြီးလက်နဲ့ခြေထောက်တွေကိုတန်ကျိုးနဲ့တော့ခတ်ထားခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတဲကုန်းမြို့နယ်ရဲမှုကို DPP ကဆက်သွယ်မေးမြန်းဖို့စူးစမ်းခဲ့ပေမဲ့မရရှိခဲ့ပါဘူး။ကျွန်တော်မင်းညိုပါခင်ဗျာ။